ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ဟာကျင်းတော်ထဲမှာမြောင်းတူးရမယ်လို့သိကြပါတယ်အာနာပါဝါကုန်ရှင်မြန်ကလည်းအကျဉ်းသားဖြစ်ပြန်လဲရောက်ရှိသွားတဲ့ဝင်ကြီးချုပ်ဟောင်းသက်စင်ဟာအကျဉ်းတော်ထဲမှာတန်ရှင်ရေးရေလုံးမျိုးတူရမှာကြီးကျက်သူဖြစ်လုံရမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။သမီးပြတဲ့ဝင်ကြီးချုပ်ဟောင်းပီတုံတန်နဲ့ခင်မုန်းဖြစ်သူတို့ဟာဖခင်ဖြစ်သူကိုဘန်ကောက်ဘဟုကျင်းတော်မှာတွားရောက်တွေ့ဆုံပြီးမှတရင်တောက်တွေကိုခုလိုပြောကြတာပါ။သူနဲ့ခင်မုန်းတို့ထောင်ကနေထွက်လာ ရှက်နေစင်တူထားတဲ့ ပူကြီးကလာရောက်ဆောင်နိုင်အပ်ပေးခဲ့ပြီးပူကြီးတို့ဟောင်းသစင်းရဲ့ခြင်တွေကိုမေးမြန်းခဲ့ပါတယ်။ပင်တို့တွေကလည်းဖားခင်ပြီးသူဂျမရဲ့ခြင်တွေကောင်းကြောင်းမြီးတွေနဲ့လည်းဗီဒီယိုကောခေါ်ပြီးစကားပြောခွင့်ရကြောင်းအဖေဟာထောင်ထဲမှာလုံရတော့မယ်ရှင်တို့မျောင်းခေါ်တဲ့နေရာမှာဦးဆောင်ရမယ်လို့အချင်းဦးစီးကပြောကြောင်းပေတုံကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအချင်းဦးစီးဌာနလက်ထောက်ပြောရေးဆိုခွင့်ရှိသူကတော့အချင်းဦးစီးကတောင်းဝေးပေးတာမဟုတ်ပဲ တပ်စင်ကိုယ်တိုင်ကအများကျိုးအတွက်လှုပ်အားပေးဖို့ရေနှုံမြောင်းကူဖော်မယ်လို့လာပြောတာဖြစ်ပါလေ။ဒါပေမဲ့အချင်းဌာနကချမှတ်တဲ့စီကံချက်နဲ့ကန့်ညီမှုရှိမရှိပြန်ကြည့်ရမယ်လို့တင်းတောင်းတွေကိုပြောပါလေ။အချင်းသားတွေအနေနဲ့အများကောင်းကျိုးလှုပ်အားပေးရမှာထောင်သုံးနှစ်အထက်ဖြစ်တဲ့ယတိပြတ်စီရင်ချက်ချခံရသူဖြစ်တဲ့ရသုံးမှုတဘုံခံယူပြီးသူပထမဆုံးအချိန်ဖြစ်တဲ့ချခံရသူဖြစ်ရပါမယ်။ဒါအပြင်အချင်းသားရဲ့အသက်ကိုရေးရဆိုရင်အမှုချက် ျမ်းမာရေးကြံ့ခိုင်မှုပါစီစစ်ပြီးမှအဲ့ဒီလုပ်တွေလုပ်ရမှာဖြစ်ပါတယ်။သက်စင်ကတော့ထောင်တနစ်တာဖြစ်ပြီးခင်ရပြီးသူဟာဒီလစက်တင်ဘာ9ရက်နေ့ကမှရောက်လာလို့လေးလမပြည့်သေးပါဘူး။လှူအားပေးဖို့အကျုံးမဝင်ဘူးလို့ပြောပါလိမ့်။ဝန်ကြီးချုပ်ဟောင်းသက်စင်ဟာလွန်ခဲ့တဲ့နှစ်20လောက်ကအနာသိန်းခံရပြီးအဖြစ်မှုအမျိုးမျိုးနဲ့တရားစွဲခံခဲ့ရလို့အမှုအရှင်မဆိုင်ပဲနိုင်ငံခြားကိုထွက်သွားလို့ဝရမ်းပြေးဖြစ်တတ်မှတ်ခြင်းခံရပါလေ 2023ရွေးကောက်ပွဲမှာသူတည်ထောင်ခဲ့တဲ့ဖြူထမ်းပါတီအနိုင်ရပြီးတမီးဖြစ်သူဝန်ကြီးချုပ်လောင်ဖြစ်လာလို့ပေးတဲ့အပြစ်ခံမယ်ဆိုပြီးထိုင်းကိုပြန်လာတာဖြစ်ပါလေ။တရားရုံးကသူ့ကိုထောင်ချခဲ့ပေမဲ့သူဟာထောင်ထဲရောက်ပြီးနေမကူခဲ့ပေမဲ့ကျမ်းမာရေးအကြောင်းပြပြီးတော့ပြည်မရေးစီုံမှာအထူးလူနာဖြစ်တက်ရောက်ကူတာပါလေ။ လူနာခန်းဆိုပြီးမှဟိုတယ်သမျှလုံလီသေးမရှိနေထိုင်ရလို့ဆန္ဒပြခံရပါတယ်။ဆရာဝန်နဲ့ကျမရဲ့ဝန်နဲ့၄ယောက်ကလည်းသူ့ကျမရဲ့စီလက်မှတ်ကမှန်မှန်ကန်မှန်ကန်ဖော်ပြမှုကြောင့်ကုသခွင့်လက်မှတ်ပေးခံရပါတယ်။နောက်ဆုံးတရားဝန်ကသက်စင်ကိုထောင်ထပ်ပြီးတော့ခြာခဲ့တာပဲဖြစ်ပါတယ်။